တရုတ်နဲ့ရုရှားတို့ဟာထာဝရမိတ်ဆွေတွေဖြစ်ပြီးဘယ်အခါကမှယန္တူတွေမဟုတ်ကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဝန်ရွေးက AB တရက်မှာပြောကြားခဲ့ကြောင်းရိုက်တာမှဖော်ပြခဲ့ပါတယ်။ဝန်ဟာရုရှားနိုင်ငံမော်စကိုမြို့တော်ကိုတွားရောက်တဲ့ခရီးစဉ်မှာအဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်အမေရိကန်နဲ့ရုရှားအကြားဆက်ဆံရေးတွေပြန်လည်ထူထောင်နေတဲ့လက္ခဏာတွေကိုလည်းကြိုဆိုကြောင်းဝန်ရွေးကပြောကြားခဲ့ပါတယ်။ထာဝရမိတ်တွေဘယ်တော့မှယန္တူမဟုတ်ဆိုတဲ့မူဝါဒဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ဖို့အတွက်ခိုင်မာပြီးတရားဝင်မှုရှိတဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်လို့ဝန်ရွေးကရုရှားနိုင်ငံ ိုင်း RNA သတင်းအေဂျင်စီမှပြုလုပ်တဲ့အင်တာဗျူးတစ်ခုမှပြောကြားခဲ့ပါတယ်။ယူကရိန်းရုရှားပစ်ခတ်ရစဲရေးဆွေးနွေးပွဲတွေဟာတေချာရေရာမှုမရှိသေးပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းနဲ့ရုရှားကောင်းဆောင်တွေကိုဝေဖန်နေချိန်မှာဝန်ဟာမော်စကိုကို၃ရက်ကြာခီးစဉ်အဖြစ်ရောက်ရှိနေတာဖြစ်ပါတယ်။ရုရှားသမ္မတပူတင်ဟာ၂၀၂၂ခုနှစ်ဖေဖော်ဝါရီလကယူကရိန်းကိုတပ်ဖွဲ့ဝင်တွေမစေလွတ်ခင်အချိန်ကတရုတ်နဲ့ရုရှားအကြားအကန့်အသတ်မရှိမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကိုကြီးညာခဲ့ပါတယ်။တရုတ်သမ္မတရှီကျင်းဖင်ကလွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းပူတင်နဲ့အချိန်ပေါင်း၄၀ကျော် ော်တွေ့ဆုံခဲ့ပြီးသူတို့နှစ်ဦးဟာထိုင်ဝမ်အရေးယူကရိန်းအရေးရုရှားနဲ့တရုတ်တို့ရဲ့ပြိုင်ဘက်ဖြစ်တဲ့အမေရိကန်အရေးကိစ္စတွေမှာနှစ်နိုင်ငံအကြားဆက်ဆံရေးပုံမမြင့်တင်ပြီးပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီခဲ့ကြပါတယ်။ဝမ်ကိုပူတင်ကကြိုးဆိုတွေ့ဆုံမည်ဖြစ်ပြီးဝမ်ဟာရုရှားနိုင်ငံသားရေးဝန်ကြီးဆာဂျီလာဘရော့နဲ့လည်းတွေ့ဆုံလိမ့်မယ်လို့ကရီမလင်နန်းတော်ကပြောကြားခဲ့ပါတယ်။လက်ရှိကမ္ဘာအခြေအနေတွေတည်ငြိမ်မှုရှိစေဖို့အင်အားကြီးနိုင်ငံတွေကအ धिक အခန်းကဏ္ဍမှာပါဝင်လှုပ်ဆောင်နေပြီးရုရှားနဲ့အမေရိကန်အကြားဆက်ဆံရေးတွေမြင့်တင်ရေးကိုလည်းတိုက်တွန်းကြောင်းဝမ်ကပြောကြားခဲ့ပါတယ်။ ရုရှားနဲ့အမေရိကန်ဟာယူကရိန်းစစ်ပွဲကိုငြင်းချမ်းစွာအဆုံးသတ်စေဖို့နဲ့နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ထူထောင်ဖို့နည်းလမ်းတွေကိုရှာဖွေနေကြောင်းကရင်မလင်ကထုတ်ပြန်ခဲ့ပါတယ်။